နေပြည်တော်ကမဲဆန္ဒနယ်တွင်မှာအငိမ့်စားဗိုလ်ချုပ်ကြီးတွေရွေးကောက်ပွဲဝင်ပြိုင်ကြဖို့ရှိပြီးစေယုံရှိတဲ့နေရာလဲဖြစ်လို့အရှားမဲဆန္ဒနယ်တွေထက်အနိုင်ရဖို့ပုံမျောလင်းစရာရှိနေပါတယ်။အစဉ်အလာအားဖြင့်လည်းနေပြည်တော်မှာစစ်ဗိုလ်ချုပ်တွေရွေးကောက်ပွဲဝင်ပြီးတမန်တာနဲ့လွတ်တော်ဥက္ကဋ္ဌလို အရေးကြီးနေရာတွေရခဲ့ပူပါတယ်။ လာမယ့်ရွေးကောက်ပွဲမှာလည်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးမဲအောင်လာရဲ့လူယုံအငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွေနဲ့ပြည်ထောင်စုကြက်ခါရီနဲ့ဖွံ့ဖြိုးရေးပါတီ USDP ဥက္ကဋ္ဌဦးခင်ရီတို့နေပြည်တော်ကဝင်ပြိုင်ကြမှာဖြစ်ပါတယ်။အမတ်ဆက်ရောက်ရွေးခံရမယ့်နေပြည်တော်မှာ USDP ကနေအငိမ့်စားစစ်ဘိုလ်ချုပ်၈ရောက်အထိဝင်ပြိုင်တာတွေ့ရပါတယ်။ စစ်ရုံးနဲ့အစိုးရရုံးဆိုင်ရာနေပြည်တော်မှာအစိုးရဝန်ထမ်းတွေမဲပေးကြမှာဖြစ်ပြီးစစ်ကောင်းဆောင်ဗိုလ်ချုပ်ဦးကြီးမေအောင်လိုင်းလည်းဇယတိရီမဲဆန္ဒနယ်ကနေမဲပေးနေကြဖြစ်ပါတယ်။နေပြည်တော်မှာတိရီ၅မြို့နယ်နဲ့ကောင်စီနယ်မြေ၃မြို့နယ်ရှိလို့စုစုပေါင်း၈မြို့နယ်ရှိပါတယ်။စရာတီတီမျိုးနဲ့ဥတ္တရတီတီမျိုးနဲ့ပုပ္ပတီတီမျိုးနဲ့စပူတီတီမျိုးနဲ့ဒက္ခိဏတီတီမျိုးနဲ့တကုံမျိုးနဲ့လေဝင်းမျိုးနဲ့ပြမနာမျိုးနဲ့တွေဖြစ်ကြပါဗျ။ ဒီမျိုးနယ်တွေကနေပြည်သူလွတ်တော်ကိုယ်စားလှယ်ရှေ့ရောက်ထွက်လာမှာဖြစ်ပါတယ်။စေယုံရှိတဲ့ဇေယတိတိမျိုးနယ်မှာဥခင်ကြီးဝင်ပြိုင်မယ်လို့ BBC ကစုံစမ်းသိရှိရပါတယ်။2020ရွေးကောက်ပွဲတုန်းက USDP ဥက္ကဋ္ဌဦးတန်းထီလဲဇေယတီတိမျိုးနယ်ကပဲဝင်ပြိုင်ခဲ့တာဖြစ်ပါတယ်။စစ်ယုံရှိတဲ့ဇေယတီတွေမှာအငိမ့်စားပူကြောကြီးတွေ အရင်ကတည်းကရှင်ပြိုင်အနိုင်ရကြပါတယ်။2010ရွေးကောက်ပွဲတုန်းကသူရဦးရွှေမန်း2015ရွေးကောက်ပွဲတုန်းက ။ဦးလထေဝင်းတို့ဝင်ပြိုင်ခဲ့ကြပြီးနှစ်ဦးလုံးကညှိနှိုင်းကုတ်ကယ်ရေးမှူးကြီးရေးလေဗိုလ်ချုပ်ကြီးတွေဖြစ်ပါတယ်။ဒီနေ့မှာတော့ကာကွယ်ရေးဦးစီးချုပ်ရေဟောင်းအငိမ့်စားပူချုပ်ကြီးတင်အောင်ဆန်းကဥတ္တရတိရီကနေဝင်ပြိုင်มาဖြစ်ပါတယ်။ဒီမဲဆန္ဒနယ်ဟာတမရရုံးဝင်ကြီးဟောင်းဦးကျော်စွာခိုင်၂030ရွေးကောက်ပွဲတုန်းကဝင်ပြိုင်နေနေရလဲဖြစ်ပါတယ်။တမရဟောင်းဦးသိန်းစင်ရဲ့မဲဆန္ဒနယ်ဖြစ်ခဲ့ဘူးတဲ့ဇဘူတိရီမျိုးနယ်မှာတော့ဥမောင်မြင့်ကဝင်ပြိုင်มาဖြစ်ပါတယ်။ မင်းကြီးမောင်မြင့်လို့နာမည်ကြီးတဲ့မင်းကြီးအမတ်ဟောင်းဦးမောင်မြင့်ဟာပြည်သူ့ကာကွယ်ရေးတပ် PDF တွေအားကောင်းတဲ့စကိုင်းမှမပြိုင်ပဲနေပြည်တော်မှာလာပြိုင်တာဖြစ်ပါတယ်။ကာကွယ်ရေးဦးစီးချုပ်လီဟောင်းဖြစ်သူအငိမ့်စားပူချုပ်ကြီးမြက်ဟင်းကတခိနာတီတီမျိုးနယ်ကနေဝင်ပြိုင်မှာဖြစ်ပါတယ်။ဦးမြဟင်းက USDB ဒုဥက္ကဋ္ဌဖြစ်ပြီးအနာယူမယ်လို့တည်င်းထွက်ပြီးမှအမတ်လောင်းစည်ရင်မှပြန်ပါလာတာဖြစ်ပါတယ်။ ဒီမဲဆန္ဒနယ်ကအငိမ့်စာဒုတိယဗိုလ်ချုပ်ကြီးမြင့်လိုင်း2010တုန်းကဝင်ပြိုင်ခဲ့တဲ့နေရာလေးဖြစ်ပါတယ်။ပုပ္ပတိတိမျိုးနယ်မှာတော့ဘူးလက်လှဆွေလိုနာမည်ကြီးတဲ့အမျိုးသားလွတ်တော်ကိုယ်စားလှယ်လောင်းဥလှဆွေဝင်ပြိုင်မှာဖြစ်ပါတယ်။ဒီမဲဆန္ဒနယ်ကဒုတမရလောင်းအငိမ့်စာဗိုလ်ချုပ်ကြီးတိဟသူရတင်အောင်မြင့်ဦး2010ကဝင်ပြိုင်ခဲ့တဲ့မဲဆန္ဒနယ်လေးဖြစ်ပါတယ်။ လက်ရှိပြန်ကြားရေးဝန်ကြီးဘူကျော်ဟောင်းဦးမောင်မောင်အောင်ကမြမရုံမြင့်တန်ကြားရုံချုပ်တည်ရှိတဲ့တကုံးကနေဝင်ပြိုင်မှာဖြစ်ပါတယ်။တကုံးဟာ2010တုန်းကပြည်ထရေးဝန်ကြီးဟောင်းအငိမ့်စားဘူကျော်မောင်ဦးဝင်ပြိုင်ခဲ့တဲ့နေရာဖြစ်ပါတယ်။ဆိုတော့နေပြည်တော်ကပြည်သူ့လွတ်တော်မဲဆန္ဒနဲ့ရှစ်ခုတည်းကရှောက်ခုမှာအငိမ့်စားပူချုပ်တွေဝင်ပြိုင်ကြမှာဖြစ်ပါတယ်။ ပြင်မနာနဲ့လေဝင်းမျိုးနဲ့နှစ်ခုအတွက်ပဲ USDB အမကန်အရက်သားတွေဖြစ်တဲ့ဥက္ကမောင်ထင်းနဲ့ဦးဝင်းထီတို့ကဝင်ပြိုင်ကြမှာဖြစ်ပါတယ်။နေပြည်တော်မှာအမျိုးသားလွတ်တော်မဲဆန္ဒနဲ့နှစ်ခုရှိပြီးနိုင်သူအကုံယူစနစ်နဲ့တယောက်အရှိုးကြကိုစားပြုစနစ်ပီယာနဲ့နှစ်ယောက်တက်လာမှာဖြစ်ပါတယ်။နိုင်သူအကုံယူစနစ်နဲ့ဝင်ပြိုင်မဲ့သူကတော့နေပြည်တော်ကောင်စီဥက္ကဋ္ဌလုပ်ဘူးသူလက်ရှိယဉ်ကျေးမှုနဲ့တာသနာရေးဝင်ကြီးဥတင်ဦးလွင်ဖြစ်ပါတယ်။ သူကစစ်တကတ်တော်အပတ်စဉ်16ဆင်းဖြစ်ပြီးဗိုလ်ချုပ်မူကြီးမင်းအောင်လှိုင်နဲ့အပတ်စဉ်တစ်ခုတည်းဖြစ်ပါတယ်။စစ်ကောင်းဆောင်ရဲ့လူရင်အငိမ့်စားဗိုလ်ချုပ်ကြီးအောင်လင်းတွေးကပြည်အစနစ်နဲ့ဝင်အရွေးခံမှာဖြစ်ပါတယ်။သူဟာ2021အာနာသိမ့်ပြီးတဲ့နောက်အရေးကြီးတာဝန်တွေဖြစ်တဲ့စစ်ကောင်စီအတွင်းရေးမှူးနေရာနဲ့လက်ရှိအမျိုးသားကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီရော အမှုဆောင်ချုပ်တာဝန်တွေယူထားတာဖြစ်ပါတယ်။ စီဥပဒေချုပ်တာဝန်လည်းယူခဲ့ဘူးသူဖြစ်လို့အမျိုးသားလွတ်တော်ဥက္ကဋ္ဌဖြစ်ဖို့ရေပန်းစားနေပါတယ်။နောက်ထပ်အရေးကြီးတာတစ်ခုကပြည်တော်စုလွတ်တော်ကတမရရွေးရွှဲပေးရတာဖြစ်ပြီးအဲ့ဒီရွေးရွှဲမှုလုပ်ငန်းစဉ်ကိုအမျိုးသားလွတ်တော်ဥက္ကဋ္ဌကပြည်တော်စုလွတ်တော်နာယကအဖြစ်ဦးစီးဦးဆောင်ပြုလုပ်ပေးရမှာဖြစ်ပါတယ်။ လွှတ်တော်တက်တန်း၅နှစ်အတွင်းအမျိုးသားလွှတ်တော်ဥက္ကဋ္ဌနဲ့ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၂ဦးကနာယကတာဝန်ကိုနှစ်နှစ်ခွဲစီတာဝန်ယူရတာဖြစ်ပြီးအမျိုးသားလွှတ်တော်ဥက္ကဋ္ဌကဦးဆုံးတာဝန်ယူရတာဖြစ်ပါတယ်။2010ရွေးကောက်ပွဲအလွန်မှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌဦးခင်အောင်မြင့်နဲ့2015အလွန်မှာအမျိုးသားလွှတ်တော်ဥက္ကဋ္ဌမန်းဝင်းခိုင်တန်းတို့လုပ်ခဲ့ရတဲ့ပုံစံမျိုးဖြစ်ပါတယ်။ ဦးအောင်လင်းတွဲပြိုင်မဲ့ပီယာမဲဆန္နာနယ်ကိုပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က အပြောင်းအလဲလုပ်ခဲ့တာကလည်းသတိထားစရာဖြစ်ပါတယ်။နေပြည်တော်ရဲ့ပီယာမဲဆန္နာနယ်ဟာမန္တလေးတိုင်းဒေသကြီး အမျိုးသားလွှတ်တော်အမတ်သုံးဖြစ်ပါတယ်။အမတ်သုံးမဲဆန္နာနယ်ကိုနေပြည်တော်နဲ့ရမဲသိန်းခရိုင်နှစ်ခုနဲ့ပဲဖွဲ့စည်းထားရကနေမိထီလာခရိုင်မှာထည့်သွင်းလိုက်တာဖြစ်ပါတယ်။ အဲ့ဒီနေရာတွေက USDB အကောင့်နဲ့နေရာတွေဖြစ်တဲ့အတွက်ပြည်အအမတ်တွေလွတ်တော်တဲ့ရောက်ဖို့လိုအပ်တဲ့မဲအရေးအတွက်ပူစရာမလိုတော့တဲ့အရှိအနေလို့ရွေးကောက်ပွဲစောင့်ကြည့်သူတွေကနားလည်ကြပါတယ်။နေပြည်တော်က USDB ရဲ့အောင်မြင်လို့ပြောလို့ရပေမဲ့2012ကြားဖြတ်ရွေးကောက်ပွဲနဲ့2015အထွေထွေရွေးကောက်ပွဲတွေမှာတော့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကအနိုင်ရခဲ့ပါတယ်။ ၂၀၁၂တုန်းက ပုပ္ပတီတီမှာဥစေရတော်ဇဘူတီတီမှာဒေါ်စန္နာမင်းတခိနာတီတီမှာဥနိုင်ငံလင်းဥဒရတီတီမှာဥမင်းသူတို့အနိုင်ရခဲ့ကြတာဖြစ်ပါတယ်2015အထွေထွေရွေးကောက်ပွဲတွေမှာဆိုရင်လေဥဖြိုးစေရတော်ဥယီမွန်ဥမမောင်ဆွေတို့အပါအဝင် NLD အမတ်တွေကပဲ စေယုံရှိတဲ့ဇေယတိတိမဲဆန္ဒနယ်ကလွဲလို့ဂျန်နီယာတွေမှာအနိုင်ရခဲ့ပါတယ်။ ။လာမယ့်ရွေးကောက်ပွဲမှာတော့ NLD မပါတော့တဲ့အတွက် USDP အတွက်အနိုင်ရဖို့ပိုပြီးအခွင့်အလမ်းများနေပါတယ်။ဒါပေမဲ့တက်တန်းရင်ပါတီဖြစ်တဲ့တိုင်းသာစီလုံးညညရေးပါတီတာဆာည2020ရွေးကောက်ပွဲမှာပေါ်လာတဲ့ပြည်သူပါတီပြည်သူရှေ့ဆောင်ပါတီတို့လည်းပြိုင်ပတ်အနေနဲ့ရှိလာမှာဖြစ်ပါတယ်။အမတ်လောင်းစရင်ကိုအော်တိုဘာ၄ရက်ကျော်မှာပြည်တော်စုရွေးကောက်ပွဲကော်မရှင်ကတရားဝင်ထုတ်ပြန်မှာဖြစ်လို့တခြားပါတီတွေရဲ့အမတ်လောင်းစရင်ကိုတော့အသေးစိတ်မသိရသေးပါဘူး။ NLD မပခဲ့တဲ့2010ရွေးကောက်ပွဲမှာတော့နေပြည်တော်မှာ USDP နဲ့တစညာတို့ပဲအဓိကပြိုင်ဘက်ဖြစ်ခဲ့ကြတာဖြစ်ပါတယ်။2010ရွေးကောက်ပွဲရလဒ်တွေအရ USDP ကအပြတ်အသတ်နိုင်ပေမဲ့တစညာမှာလည်းအမာခံမဲတွေရှိခဲ့တာတွေ့ရပါတယ်။တစညာရဲ့လက်ရှိအရှိအနေဟာ2010တုန်းကအရှိအနေနဲ့လဲကွာရှားလာပြီလို့ဆိုနိုင်ပါတယ်။နေပြည်တော်ဟာ စေယုံရော အစိုးရယုံတွေစာယုံတာမှာက USDB ယုံကြုတ်ပါရှိတဲ့အတွက်စံခန့်ရေးပါတီကောင်းဆောင်ပိုင်းတွေကအနိုင်ရအောင်အားထုတ်လိမ့်မယ်လို့အကြိတ်ခက်တွေကတုံ့တက်ကြပါတယ်။